ဒီတစ်ခါကျမဆက်လက်ပြီးဖတ်ပြပေးချင်တာကတော့ဆရာကြီးလူထုဦးလာရဲ့မနည်းတဲ့ဘဝခရီးဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါရရှင်။လိုက်ပါခန်းစားနားဆင်ပေးကြပါအောင်ရှင်။ခစ်စနစ်အဲ့ဒီခေအဲ့ဒီစနစ်အောင်ပါဖြစ်လာတဲ့လူဒုတိယကမ္ဘာစစ်ကြီးမြန်မာပြည်ပေါ်ကိုမရောက်ခင်နှစ်ပေါင်း40လောက်ကကိုလိုနီစီးပွားရေးကိုလိုနီပညာရေးတွေအရှိန်ကောင်းနေတဲ့အချိန်ပြည်သူအများစုကြီးကဝဝလင်းလင်းမစားရဘူး ညာတင်ကြားခွင့်မရချဘူး။တိုင်းပြည်မှာစာမတက်တဲ့သူတွေအင်မတန်များတယ်။ဘာကြောင့်ဒီလိုဖြစ်နေကြရတာလဲဆိုတော့တိတန်တလောက်တိရဲ့သူများလည်းရှိကြပါရဲ့။ရန်ကုန်မန္တလေးမြစ်ရထားလမ်းပေါ်ဖြူးမြို့အောက်နားမှာကညွတ်ကွင်းဆိုတဲ့မြို့ကလေးရှိတာကိုတတိပြုမိကြပါလိမ့်မယ်။အဲ့ဒီမြို့ကလေးရဲ့အရှိတ်ဖက်ခန္ဓာလတ်မှာမြပကူးဆိုတဲ့ရွာရှိတယ်။အခုတော့ဒီရွာဟာတရွာလည်းမဟုတ်တော့ဘူး။အင်ချီ45အိမ်လောက်ရှိတဲ့ မြပကိုးအောက်ရွာအင်ချီ940လောက်ရှိတဲ့မြပကိုးကရင်ရွာအင်ချီ900လောက်ရှိတဲ့မြပကိုးပမာရွာဆိုပြီးရွာ3ရွာဖြစ်နေပြီအဲ့ဒီရွာတွေကိုကညွတ်ကွင်းကလမ်းလျှောက်ပြီးသွားရင်လဲရတယ်ကညွတ်ကွင်းအောက်နားမှာရှိတဲ့ပဲနွေကုန်းကသွားရင်လဲဖြစ်တယ်နှွေရတီမှာအဲ့ဒီရွာသားတွေဟာကညွတ်ကွင်းနဲ့အဆက်အသွယ်များပြီးမိုးရတီမှာတော့ပဲနွေကုန်းဖက်ကလမ်းကိုပို့ပြီးအသုံးပြုကြတယ် ိမ့်ွယ်ကုန်းကခုနှစ်မိုင်ဝေးတဲ့နတ်တန်ကွင်းဆိုတဲ့ရွာကိုဘတ်ကားနဲ့သွားလို့ရတယ်။နတ်တန်ကွင်းကညပကိုးရွာတွေကိုတော့ကွင်းချောင်းအတိုင်းလေနဲ့သွားရတယ်။ကွင်းချောင်းဆိုတာကပကိုးခရိုင်နဲ့တောင်ငူခရိုင်ကိုခြားထားတဲ့ချောင်းပေါ့။ညပကိုးသုံးရွာရှိတဲ့နေရာဟာတောင်ငူခရိုင်အရှိတောင်အစွန်းနားမှာပဲ။နတ်တန်ကွင်းကမြောက်ဖက်တက်သွားရင်ကြီးပင်ပေါက် what do သင်္ကန်းကျွန်းပင်ရေလဲဆိုတဲ့ရွာတွေကိုဖြတ်သွားရတယ်။ ။တင်ကန်းချုံးပင်ကတော့ချောင်းနဲ့နင်းနေလှမ်းတယ်။အဲ့ဒီရွာတွေကိုကျော်ပြီးမှမြပကောသုံးရွာကိုရောက်တယ်။ဒီနေရာတွေဟာအရင်ကတော့ဂိုင်းဒေါ်ကြီးတွေပဲပေါ့။မြပကောရွာလေးတစ်ရွာစဖြစ်လာပုံကတော့ဥမြဆိုတဲ့လူတစ်ယောက်ကဂိုင်းပင်တွေခုတ်တဲကလေးတစ်လုံးထိုးပြီးစနေထိုင်တဲ့ရွာ။ပကောကွင်းကြီးလိုပဲ။မိုးရတီမှာရွေတွေဖွေးနေတဲ့အချက်မို့မြပကိုးဆိုပြီးမိခေါ်လိုက်ကြတာလို့ဆိုတယ်။အင်းတွေအိုင်တွေရှိလို့ ငါဖတ်တဲ့အလုပ်ဟာလုပ်ငန်းကြီးကြီးတစ်ခုပဲ။ဂိုင်းလုပ်တယ်။နောက်ပိုင်းမှလည်းလေလေနေနေပါပါလုပ်ကြတယ်တဲ့။အခုမြပကိုဗမာရွာလို့ဖြစ်လာတဲ့ဥမြစတီတဲ့ရွာကိုတော့မြေစမ်းခရမ်းပြုတ်အဖြစ်နဲ့ပြောင်းလာကြတဲ့သူတွေထဲမှာကိုပြော့မဖော်တို့အိမ်ထောင်ချခါစဇနီးမောင်နှံလည်းပါတယ်။ကိုပြော့မဖော်တို့လည်းလုပ်ငန်းကံကံကောင်းလာတယ်လို့မဟုတ်ပေမဲ့ဒီရွာကလေးကသူတို့မခွာနိုင်ဘူး။ဒီရွာမှာပဲသားသုံးယောက်ထုံကားနေပြီ။ ပထမသားကိုမောင်ဟန်ရှင်ဒုတိယသားကိုတော့မောင်ဟန်စိန်လို့ကိုပြော့နဲ့မဖော်တို့ကနာမည်ပေးထားလေတော့ရွာကလူပြောင်တွေကကိုပြော့မဖော်ဟန်ရှင်ဟန်စိန်ဟုတ်လိုက်ပါလေလို့နာမည်ထပ်တယ်လို့လူကပြားလို့လူလင်ကာလို့လူနောက်တောက်တောက်ဆိုကြတာနဲ့တတိယသားကိုတော့မောင်ထွန်းတင်ဆိုပြီးကာယံမတူတဲ့နာမည်ကိုပေးကြတော့တယ်အထွေးဆုံးသားမောင်ထွန်းတင်ကိုမွေးပြီးတုံးနှစ်အကြာမှာ အသက်၈နှစ်ရှိတဲ့ပါကြီးမောင်ဟန်ရှင်ကိုစာကလေးပေကလေးတအောင်ဆိုပြီးဆွေမျိုးနဲ့နဲ့တော်တဲ့ကညွက်ကွင်းမျိုးကဖုံးတော်ကြီးစီမှာသွားအပ်ထားလိုက်တယ်။မြပကိုးရွာဟာမိုးထွင်းဆိုရင်ရေထဲကရွာပဲ။နှစ်တိုင်းရေတက်တယ်။လှေနဲ့တက်နဲ့သွားရတယ်။ဒါအငယ်မောင်ထွန်းတင်၅နှစ်သားအရွယ်လောက်ရှိတော့သားတွေကိုအင်မတန်ချစ်အင်မတန်အလိုလိုက်တဲ့မဖော်ဟာမိုးတွင်ကြီးမိုးရဲလီထဲမှာမိရဝမ်းယောဂာနဲ့ဘဝတစ်ပါးကိုပြောင်းသွားရှာရော။ ီလိုဖြစ်လာတော့ရွာလှုပ်ယွလှုပ်စင်အတိုင်းရွာသားတွေကမဖော့အလောင်းကိုဖြာနဲ့လိုက်ပြီးရွာနဲ့ခက်လက်လက်မှရှိတဲ့ဂိုင်းတိုရဲကရစ်ဆက်ဆက်ဂုံကလေးမှတွမ်းမြုပ်လိုက်ကြတယ်။ကိုပြော့ကလည်းကလေးလူမမေနှစ်ယောက်နဲ့ပရိဒေဝမီတောက်လီရှာတာပေါ့။မဖော့မရှိတော့ကလေးနှစ်ယောက်နဲ့ကိုပြော့ကတိလင်တအင်မတန်ဖြစ်တယ်။အလောက်ရှိရာကိုသွားတဲ့အခါမှာနောက်ဆန်ငင်းပြီးလုံမဖြစ်ဘူး။စိတ်မချလို့အိမ်ပြန်ချင်နေတာပဲ။အဖေအလောက်သွားတဲ့အခါမောင်ဟန်စိန်က ညီငယ်ကိုထိရင်ထမင်းဟင်းချက်ရတယ်။ကိုပြော့လဲကလေးဖြစ်တယ်လို့ချက်ထားတာကိုပဲစားပြီးနေရတာပဲ။ဒီလိုပဲနေလာကြတာနောက်တဘိုးကုန်ပြီးတဆောင်းရောက်လာပြန်ရော။တန်းလက်မောင်ဟန်စိန်ဟာတော်တော်ကိုကြီးနေပြီ။ရွာကတခြားသူအရွယ်တွေလိုပဲဘာစားမှမတက်သေးဘူး။ဒီအရက်မှာဒီလိုသားအဖသုံးယောက်နေကြရလို့တော့စားတက်ဖို့ဆိုတာထိပေါက်ဖို့လောက်ပါကခဲရင်နေ။ဒီတော့မောင်ဟန်စိန်ကိုကညွတ်ကွင်းဖုန်ကြီးချောင်းကိုဥပျော့ကလိုက်ပို့လိုက်ပြန်တယ်။ တားဆာတက်ဖို့အပြင်ဥပျော်မှတခြားအကျဉ်စီတစ်ခုလည်းရှိချင်ရှိမယ်။ဥပျော်ဆိုပေမဲ့သူ့အသက်က40မပြည့်သေးဘူး။လှုပ်ဖို့ကိန်းဖက်ရတဲ့လောက်ရတယ်။ညီငယ်ကလည်းထိန်းတယ်။ထမင်းဟင်းကလည်းစ조사ချက်တယ်။ကလေးချက်တာတွေကိုစားလို့တော့မကောင်းဘူး။ကြီးလာတာနဲ့တူမောင်ဟန်စိန်ကတော်တော်ကလေးကိုစားပြီး၈နှစ်၈နှစ်တွေမှဆိုရင်လည်းပိုလဲစားနိုင်မယ်။ဝတ်စရာလည်းပို့လို့လာမယ်။ဒီတော့အစားအသောက်နေစရာနေရာထိုင်ခင်း အဝတ်အစားနဲ့ပညာပါပေးမဲ့ဘုန်းကြီးချောင်းကိုပို့တာကအကောင်းဆုံးပဲခလေးတွေအတွက်လည်းကောင်းတယ်လူကြီးအတွက်လည်းကောင်းတယ်သာသနာပြုနေတဲ့ကိုရောအတွက်လည်းကောင်းတယ်လို့ဥပျော့ကတွက်လေသလားမပြောတတ်နောက်ပြီးသူ့မှာတခြားအကျံစီတစ်ခုရှိတာတော့အမှန်ပဲဒုတိယသားမောင်ဟန်စိန်ကိုကညွတ်ကွင်းကဘုန်းကြီးချောင်းကိုပို့လို့မကြခင်မှာပဲကွဲလွန်သူဒေါ်ဖော့ထဲအရွယ်နှုတဲ့မိမတယောက်အိမ်ပေါ်ရောက်လာတယ်နမေကမသိန်းတင်နဲ့မသိန်းတင်အိမ်ပေါ်ရောက်လာမှာ ဥပျော့တို့အင်္ဂလိပ်ဟာအသက်ဝင်လာတယ်။လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။စဲတန်၊စူတန်၊အော်တန်၊ငုတ်တန်တွေနဲ့ပေါ့။ဒီလိုအင်္ဂလိပ်အသက်ဝင်လှုပ်ရှားလာရမှာအစဲအစိုးအငေါ့အငန်ခံရတဲ့သူကတော့မောင်ထွန်းတင်ပဲ။ဒါလောက်နဲ့မပြီးသေးဘူး။သူ့ဖခင်ရိုက်တာနှစ်တာကန့်ကြောက်တာကိုလည်းခံရပြီလေ။အင်္ဂလိပ်ဟာအသက်ဝင်လှုပ်ရှားလာရုံတည်းမကဘူး။တွတ်တွတ်ခါနေပြီ။ဒီဒေတာမှာမိုးအခါရေအလုတ်ငါအလုတ်ညွေအခါဂိုင်းအလုတ်ပဲရှိတယ် မုံမောနဲ့ပြန်လာတဲ့ဥပျော်ကိုမတ်သိန်းတင်ကတော့သားကဘာမှခိုက်လို့မရဘူးကျမကိုခံပြီးអော်တယ်ပြောစကားနားမထောင်ဘူးအဖေလာရင်စားဖို့ထားတာကိုခိုးစားတယ်လို့တိုက်တဲ့အခါဥပျော်ကသူ့သားကိုရိုက်လာကန်လာလှုပ်လာတယ်အရင်ကဘယ်တော့မှဒီလိုမလုပ်ဘူးဘူးဘယ်တော့မှမလုပ်ဘူးတာမျိုးတွေလှုပ်လာမဆဲဘူးတာမျိုးတွေဆဲလာတယ်ဒီအဆဲမျိုးအရှိတ်မျိုးခံရလို့နာတာအပြင်မောင်ထွန်းတင်ဟာ အမေကိုပူတတိယလွန်းဆွလို့ရှိုက်ကြည့်တငင်ငိုးရောငါအမေကိုငါဘယ်တော့မှမတွေ့ရတော့ဘူးမတွေ့နိုင်တော့ဘူးအမေရှိရင်ငါအဖေဟာဒီလိုဆဲမှရိုက်မှကံမမဟုတ်ဘူးလို့တွေးမိပြီးကြိတ်ငိုရပေါင်းလည်းမနေတော့ဘူးနေ့တိုင်းမဟုတ်ရင်တရက်ချားလောက်အနေနဲ့အမရအဖေရိုက်နေတာကိုခံနေရတော့မောင်ထွန်းတင်ခမရဘာလို့ရမှမသိသူ့အမေကိုသာလွန်းတစ်ချက်ပူလွန်းနေတနေ့မှတော်တော်များများအရိုက်အနှက်အကန့်အကျခံရပြန်တယ် ဲ့ဒီလိုခံရပေးတဲ့နောက်သူမိခင်အလောင်းမြုပ်ထားတဲ့နေရာကလေးကိုသွားပြီးမောင်ထွန်းတင်က အာရအောင်ငိုပြစ်တယ်။အိမ်ပြန်ရောက်တော့အိမ်မှာအဖေရောမိသွေးရောမရှိဘူး။ဒါနဲ့အိမ်ပေါ်တက်ပြီးအိမ်နေလိုက်တယ်။နေဆောင်လို့နိုးလာတော့စာရာနဲ့မြို့ဝတွေဝင်ပြီးအိုးတွေခွက်တွေကိုဖွင့်ကြည့်တယ်။စားစရာဆိုလို့ဘာမှမရှိဘူး။ဒီတော့သူအလုံးဝမ်းနေသွားတယ်။အမေရှိရင်ဒီလိုဖြစ်မှာမဟုတ်ဘူး။စားစရာတစ်ခုခုတော့ရှိနေမှာ။ အမေရှိတုန်းကပျော့ပျော့ပါပါနေခဲ့ရတယ်။အမေမရှိတဲ့နောက်မှာတော့အကိုလက်ချက်ပြုတ်ကျွေးလို့ဘယ်တော့မှဝမ်းဟောင်းလောင်းနဲ့မနေခဲ့ရဘူး။အားကိုးစရာအဖေရှိပေမဲ့မိတွေးစကားသာအောင်နေတာကြောင့်အဖေအရှက်ကိုငါခိုးနိုင်မှာမဟုတ်ဘူး။အမေမြင့်တာကိုရဖို့မလွယ်ဘူးလို့တွေးမိပြီးအားငယ်မိတယ်။ဒီလိုနဲ့အခန်းဝမှာအိတ်ချလိုက်ပြီးစာစာနဲ့သူ့ရဲ့ဘဝရှေ့ရေးကို တွေးနေတော့တယ်။မကြခင်မှာပဲအဖေနဲ့မိတွေးတို့ရဲ့အတန်ကိုကြားရတယ်။ ။နောက်သူတို့အိမ်ပေါ်ရောက်လာကြတယ်။မိတွေကစက်ကူအိတ်ကြီးတအိတ်ပိုင်းလို့အိမ်ပေါ်ကိုအရင်ရောက်တဲ့မိတွေကစက်ကူအိတ်ကြီးတဲ့ကအင်ကြီးတဲ့လုံကြီးတစ်တွေကိုထုတ်ရင်းအခန်းဝမှာကွေးကွေးကလေးအိတ်နေတဲ့မုံထွန်းတင်ကိုမြင်တယ်။အော်မောင်မင်းကြီးသာဘယ်တုန်းကများရောက်နေပါလဲ။လို့လမ်းပြောပြီးစက်ကူအိတ်ထဲကအဝတ်အစားတွေကိုတစ်ခုပြီးတစ်ခုဖြန့်ကြည့်လိုက်သူ့ကိုနဲ့ကတ်ကြည့်လိုက်လုံနေတယ်။ဥပြော့ကတော့အိမ်ဥခန်းမှာထိုင်ပြီးမရလို့တမရကို ပီတိတွေအပြည့်အရှက်နဲ့ကြည်နေတဲ့ပုံမိတွေပြောပုံစုပုံဟာသစိမ့်ဆန်လွန်းလို့မောင်ထွန်းတင်ကျိတ်ပြီးမျက်ရည်ကျရပြန်တယ်။အရင်ကသူဒီလိုကိုင်းအိတ်နေရင်အမေကဘာဖြစ်လို့လဲသားဆိုပြီးနဖူးကိုဆမ်းပြီးယွယွရရမေးတယ်။ဒါလေစာနေသလားဆိုပြီးဆွဲထုတ်ပြီးတခုခုကြွေးတယ်။ငိုရင်အမေကနမ်းပြီးဒါဘာဖြစ်လို့ငိုရတယ်လဲဘယ်သူဆိုတယ်လဲလို့ယွယွရရမေးတယ်။ ခုတော့လေးသူမရှိချော့သူမရှိဒါတွေကိုတွေးမိပြီးပိုအားငယ်တယ်ပိုဝမ်းနေသွားတယ်အမေကိုတတိယလွမ်းစွတ်တယ်နေဆောင်လို့မောင်လူနေပေမဲ့တနေ့လုံးဘာမှမစားရတဲ့မောင်ထွန်းတင်ဟာသူစားနေတာကိုမပြောဝန်ဘူးအဖေနဲ့မိတွေးရဲ့အရေးချေကိုသာကြည်နေရတယ်ဒီလိုတွေးနေငေးနေတော့မိတွေးရဲ့ပါဇက်ကကိုပြော့ကျမတော့နှက်ပြန်ကြရင်သွားခေါ်ပါပဲကြာရင်အငင်နေလိမ့်မယ်ဆိုတဲ့စကားကိုကြားလိုက်ရတယ် ီစကားကိုကြားတော့ဘဲသူကိုသွားခေါ်ပါလေဘဲသူအားငင်နေပါလေဘာဖြစ်လို့အားငင်နေပါလေဆိုတာတွေမောင်ထွန်းတင်လိုက်တွေးနေမိတယ်ဒါပေမဲ့သူဘာမှမသိပါဘူးမတ်သိန်းတင်ဟာသူ့စကားဆုံးတော့အိမ်ဦးမှာရှိနေတဲ့ဥပျော်အနာမှာသွားထိုင်လိုက်တယ်ဒါကြောင့်လူကြီးတွေပြောကြတာတွေကို မောင်ထွန်းတင်တဲတဲကိုကိုယ်မကြားရတော့ဘူးဒါပေမဲ့သူအဖေနဲ့မိတွေတူးနဲ့တူးကျင်ကျင်နာနာယွယွရရရှိပုံတွေကိုတော့သူမြင်နေတယ် အဖေကပစက်တလုံးလုံးနဲ့ပြောလိုက်မိတွေကကြာမှုပပနဲ့ပြန်ပြောလိုက်ဖြစ်နေတာတွေကိုမြင်ရတော့မိုးရေလေထဲမှာဖြာနဲ့လှိပ်ပြီးဖြစ်တယ်လို့ဆွန့်လိုက်ရတဲ့အမေကို ပို့ပြီးအောက်မေတတိယမိပြန်နေမိုးဆုံဆုံချုံမှမိတွေချက်ပြုတ်ပြီးလို့သူ့ကိုကြွေးတော်လဲမိခင်ရဲ့မြစ်တာနဲ့ကြွေးတော်မျိုးမဟုတ်ပဲဝတ်ကြည်တန်းကြည်ကြွေးတော်မျိုးဖြစ်လို့မောင်ထွန်းတင်သူ့အမေကိုတတိအယကြီးရပြန်နေအမေရှိတုန်းကဆိုရင် အဖေနဲ့အမေစားနေတဲ့ထမင်းဝိုင်မှာအတူဝင်စားရပြီးငါဟင်းတွေကိုသဘောကျစားရတယ်။အခုတော့သူ့ကိုတခြားခွဲကြွေးတဲ့အပြင်အဖေရှာထားတဲ့ငါတွေကိုလည်းညံ့ညံ့မစားရဘူး။ထဲ့ပေးတာပဲစားရတယ်။တောင်းလဲမတောင်းရဘူး။မီးရောင်လင်းလင်းနဲ့လည်းမစားရဘူး။နောင်လေဒီအိမ်မှာသူဒီလိုပဲစိတ်ညစ်ပြီးနေရမှာပဲဆိုတာတွေတွေးမိပြီးမြို့လို့မကြနဲ့စားလက်စားပကံတဲကထမင်းကိုကုံအောင်စစ်မစားနိုင်တော့ဘူး ညစာစားပီးကြတဲ့အခါကြီးကြီးလင်းလင်းဖြစ်နေတဲ့အဖေမျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီးမိတွေးအလှမ်းမအဖေကျွန်တော်ကိုအကူရနေတဲ့ဘုန်းကြီးကျောင်းကို ပို့ပေးပါအဖေလို့အရေးစွန်ပြီးပြောလိုက်တယ်။ဒီတော့ဥပျော့ကသူ့သားမျက်နှာကိုအကဲခတ်တယ်လို့ကြည့်ပြီးတာအဖေနဲ့အတူမနေကျွန်တော်ဘူးလားလို့ပြန်ပေးတယ်။ဒီလိုပြီးတော့မောင်ထွန်းတင်ကခေါင်းကိုရမ်းပြပေးမျက်ရည်တွေတွန်းချလိုက်ရောဒီတော့ဥပျော့ဟာတားကလေးကိုဝန်းနေတယ်လို့ ငေ့ကြည့်နေတယ်။ตาကလေးငိုနေသလား။တိတ်ပါตาရဲ့။အဖေတော့မိုက်မိပြီ။အဖေမမိပြီตาရဲ့။ရှေ့ဆက်လဲဆက်ပြီးမနေအောင်ပါပဲ။အဲ့ဒီတော့အဖေနဲ့အတူမနေပဲตาပြောတယ်လို့အကိုရီနဲ့သွားနေတာပဲကောင်းပါရဲ့။အဖေအားရနေမှာလိုက်ပုတ်ပေးမယ်။မငူနဲ့ငါသား။အဖေတို့နဲ့အတူနေရင်ငါသားကလေးစိတ်ဆင်းရဲနေမှာပဲလို့ပြန်ပြောတယ်။အကိုရီစီလိုက်ပုတ်ပေးမယ်ဆိုရက် ဖေ့စကားကြောင့်မောင်ထွန်းတင်ဝန်သားသွားပြီးတညလုံးအိတ်မပြောဘူးမနေ့အိယာခသူ့နိုးလာတော့မိတွေဘေးအချိန်ထပြီးထမင်းဟင်းချက်တယ်မသိဘူးသူ့အဖေနဲ့အတူထမင်းစားနေကြပြီခရီးဝေးသွားကြမယ်နဲ့တူတယ်စားလို့တောက်လို့ပြီးတော့မိတွေကအသက်ထုတ်ထားတဲ့ငချောက်ငပိထုတ်တွေကို အမေတို့ဖော့ရှိတုန်းကမကန်ရက်မသုံးရက်ပဲတယူတသေးလေးချက်ခိုးစင်ပေါ်တင်ထားတဲ့ခန်းတောင်းကြီးတွေကိုထည့်ရွက်ပြီး သူ့အဖေပါနေရောက်စလုံးအိမ်ပေါ်ကနေဆင်းသွားကြရောဥပြုံနဲ့ဒေါ်သိန်းတင်ရွာပြင်ရောက်ပြီးဂိုင်းတော်ကြီးတွေဝင်သွားလို့မမြင်ရတော့တဲ့အခါမောင်ထွန်းတင်ဘာမှ ထွေ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 မတွေ့တော့ဘူးမိဖို့တွေဝင်ပြီးထမင်းအိုဟင်းအိုတွေကိုလှန်ကြည့်တယ်စားမင်ပေါ့ကလေးဆိုတာဘယ်အခါမှစူစားနေတာပဲကိုဒါပေမဲ့ထမင်းအိုရဲ့မှာထမင်းခဲတခဲပဲကျင်တယ်ဘေအိုဘေပကန်လေးမှမှဘာမှမကြံဘူး ဒီတော့စင်အိုးထဲမှာရှိတဲ့နှစ်ချောက်တကောင်ကိုယူဖုတ်ပြီးရှိတဲ့ထမင်းခဲနဲ့စားလိုက်ရောညနေဆောင်တော့မနဲ့စောစောကထမင်းမဝတဝစားထားရတဲ့ခလေးဖြစ်လို့စားလာတယ်။ဒီတော့အိမ်ကြီးချင်းဒေါဆင်ကို ထမင်းတအိုးချစ်ပေးပါလို့ပူဇော်ပြီးငှချော့ဖုတ်စည်းစမ်းနဲ့သူ့အဖေနဲ့မိထွေးမရှိခိုင်မှာစားလိုက်တယ်။စားစရာကလည်းဒါပဲရှိတယ်။မိုးချုပ်ခါနေတော့အဖေနဲ့မိထွေးကပြန်လာကြတယ်။ ူ့အဖေကကလေးတယောက်ကို ပခုံးပေါ်မှာထမ်းလို့မောင်တွန်းတင်ကဘဲသူကလေးပါလိမ့်လို့အံ့ဩစဉ်းစားနေတယ်။အိမ်ပေါ်ရောက်လို့ကလေးကိုကျန်းပေါ်ချလိုက်တော့ဟဲ့သမီးစက်ပေါက်ကြမဲကောင်းကောင်းနေဆိုတဲ့မိတွေးရဲ့အတန်ကိုကြားလိုက်ရတယ်။ဒီတော့မိတွေးရဲ့အရင်ယောက်ျားနဲ့ရထားတဲ့သမီးဖြစ်မှာပဲလို့မောင်တွန်းတင်တွေ့မိတယ်။ကလေးကသုံးနှစ်သမီးလောက်ရှိပြီ။မိတွေးရဲ့သမီးလေးကိုသူ့အမေအရင်ဖြစ်တဲ့မိတွေးကအင်မတန်ဂရုစိုက်တယ်လို့ မောင်ထွန်းတင်ရဲ့အဖေကလည်းဒီကလေးကို သမီးသမီးနဲ့မုံမုံအောင်ခေါ်ပြီးတရွတ်တရွချီတယ်။ပွေတယ်။ချော်တယ်လေ။ခေါ်လာကလေးကတပါတဲ့ဝေလာခဲ့တဲ့ပုတ်တွေကို စားနေရတဲ့အထဲကဒီကလေးမကလေးကတညိညိနဲ့ငိုနေသေးတာကို မောင်ထွန်းတင်နားမလည်နိုင်အောင်ဖြစ်နေတယ်။ကလေးနမေကအနှွေးတဲ့သူ့မိတွေခေါ်တာကို သူမှတ်ထားလိုက်တယ်။ဒီလိုနှဲ့နေတက်လို့မိထားတဲ့နမေလားပဲ။သူ့သမီးကိုဥပြုံနဲ့ထားခဲ့ပြီး ေါ်သိန်းတင်ညစာချက်ဖို့မိဖို့ရဲကိုဝင်သွားတယ်။ထမင်းအုပ်ကိုဖွင့်ကြည့်လိုက်တော့ဒေါ်စင်ကချက်ပြေးသွားပြီးမောင်ထွန်းတင်စားလို့မကုန်နဲ့ထမင်းအိုတချမ်းကြီးကိုတွေ့တာနဲ့ဒီထမင်းဘသူချက်တာလဲဟေးလို့អော်မေးလိုက်တယ်။အဲ့ဒီအချိန်မှာဒေါ်သိန်းတင်မျက်စိကစီပလင်းစီရောက်သွားတယ်။တဆက်သေးလို့ပဲပလင်းနဲ့မှလဲစီတွေကုန်ပါပကောဟဲ့လို့អော်လိုက်ပြန်တယ်။ပြီးတော့မိဖို့တောင်းကငချောက်ထည့်ထားတဲ့စင်အိုးကိုဖွင့်ကြည့်တယ်။ဟဲ့ ငတ်ထုတ်တွေလည်းရော့ကုန်ပါဘကောဟုပြောပြောဆိုဆိုမောင်ထွန်းတင်ထိုင်နေတဲ့ဇီကိုရောက်လာပြီးနေအိမ်မနေပြီးဘာတွေလုပ်နေတာလဲဒီလိုလုပ်တာကောင်းသလားနင့်ကိုအိမ်မထားခဲ့မဲ့အစားခွေးကိုထားပြီးခဲ့ရင်ကောင်းအောင်မယ်ဒီတမင်ဘသူချက်တယ်လဲအခုပြောစမ်းလို့ခုနှစ်တန်တင်ပြီးအော်တော့တယ်မောင်ထွန်းတင်ကတော့ဘာမှပြန်မပြောဘူးပြောစရာတွေတော့သူ့ဝမ်းထဲမှာအများကြီးပေါ့ဒီတော့ဒေါသထွက်နေတဲ့ဒေါသိန်းတင်ကဆက်ပြီးဒီလိုလုပ်တာ ငါမကြိုက်ဘူးသိရလားငါကစီကန်းရှိမှစီကန်းပြက်လာရင်နည်းနည်းမှမကြိုက်ဘူးငါထားခဲ့တဲ့စီဟာပလင်းနဲ့တဝက်တောင်အခုကြည့်စမ်းရှိသေးရလားလို့ဒီထမင်းဟာငါချက်ထားတဲ့ထမင်းမဟုတ်ဘူးဘယ်သူချက်တယ်လဲမပြောဘူးလားလို့တစင်တက်လာပြန်နေဒီလိုဖြစ်လာတော့မောင်ထွန်းတင်ကတခွန်းပြန်ပြောတယ်ကျွန်တော်စားတာအဖေပစ္စည်းတဲ့သူစားတာသူ့အဖေပစ္စည်းလို့ပြောလိုက်ရော့ ဒေါ်သိန်းတင်ဆွတ်ဆွတ်ခုန်ဖြစ်ပြီးကြည်စံခွဲပါဝတဲ့စကားပြောတာနင့်ကိုငါကလူလို့ပြောတာဟဲ့ငါကမကုံတင်တာကိုမကုံရအောင်လူလို့ပြောတာနင်ကခွေးဝါဝါပြီးအိမ်မှာခွေးကျင်ခွေးကြံကြံပြီးခွေးလုံလုံနေတာဟဲ့လို့ခုနမောင်းတင်လိုက်ပြန်ရောပြီးတော့အိမ်ဦးမှာထိုင်နေတဲ့ဥပျော်ကိုလှမ်းပြီးဒီမှာကိုပြော့ရှင်သားပြောတာကြားရလားရှင်မဆုံးပါဘူးလားအဲ့ဒီလိုသာဆိုရင်တော့ ရှင့်သားနဲ့ကျမဘယ်နည်းနဲ့မှမဖြစ်ဘူးဒါပဲလို့ပြောပြီးဒေါသိန်းတင်ကစောင့်အောင်ပြီးအခန်းထဲကိုဝင်သွားတယ်။အခန်းထဲရောက်တာနဲ့မွေတန်နတ်တန်တွေကြားရပြီးမကြဘူးအထုတ်ကြီးတထုတ်နဲ့ဒေါသိန်းတင်အခန်းထဲကထွက်လာတာပဲဒီတော့ဦးပြော့ဟာသူ့မိမဘာအစီအစဉ်လုပ်တယ်ဆိုတာကိုသဘောပေါက်ပြီးဒေါသိန်းတင်ရှေ့မှာတွားရက်တယ်။ကဲမင်းကျင်းနောက်အောင်ငါဆုံးပါမယ်ဒီအထုတ်တွေကိုပြန်ထားလိုက်ပါလို့ပြောပြီးသူ့သားရှိရာကိုရှောက်သွားတယ် တားရှိရောက်တော့မင်းဒီလိုပြောတာလွန်နေအမေနေရာမှာထားရမယ့်ဥစ္စာဒီလိုပြန်ပြောတာအင်မတန်မိုက်ရိုက်အကြီးတယ်လို့ပြောပြီးတခုခုလှုပ်တော့မယ့်အလှုပ်မှာမောင်ထွန်းတင်ကဒီအချိန်မှာသူပါလှုပ်တင်နေဆိုတာကိုအလိုလိုသိလိုက်တယ်လို့ပဲသူ့အဖေရှိမှကြပြကတိစောင့်ကြောက်ထိုင်ချလိုက်ပြီးရှစ်ခုဥချလိုက်တယ်ပြီးတော့အဖေဘက်နဲ့မိုးလင်းရင်အကိုတို့စီကျွန်တော်သွားပြရစီလို့ပြောလိုက်တယ်ဒီရင် ဥပျော့ဟာတားကိုရိုက်မလို့ထင်ရန်ကြားကဆွဲထုတ်လိုက်တဲ့ထံပိုးကိုပြစ်ချလိုက်ပြီးဘာလို့ရမမသိတယ်လို့တွေးတွေးကြည့်ကြည့်နေရကမောင်ထွန်းတင်ရဲ့ရဝကိုခြေနဲ့ဆောင့်ကလိုက်ပြီးလက်ထွက်သွားရော့အဆိုင်တိတ်တဲ့ကိုအကန်ခံလိုက်ရတာဖြစ်လို့မောင်ထွန်းတင်လဲပုံရက်သားခွေချသွားပြီးတခါတည်းတတိလက်သွားတယ်။ဆုံးချလိုက်ပါမဆင်ပေးခဲ့ကြတဲ့သူတူတူတယောက်ချင်းစီကို 2 2ပဲကျေးဇူးတင်ရှိပါရရှင်။နောက်အခန်းဆက်တွေကိုလည်းဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်အားပေးကြပါအောင်ရှင်။ Channel ကို Like and Subscribe လုပ်ကြဖို့လည်းမမေ့ကြပါနဲ့နော်။